အဲကိုကိုကျွန်းလေဒါစခန်းဆိုပြီးတော့ဒါဖွဲ့ပြီးသွားပြီဒဝယ်ရင်တဲ့စိုက်ကန်းကိုတရုတ်ကယူလိုက်ပြီမင်္ဂလာပါမင်းအွန်လိုင်းတယောက်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကိုကိုကျွန်းကိုသွားခဲ့ရလဲတာအားလုံးသိပဲဖြစ်ပါတယ်တကယ်တော့ကိုကိုကျွန်းကိုသွားရဲဆိုတာရွေးကောက်ပွဲကိစ္စတည်တံပဲလား ဒါမှမဟုတ်အခြားအကြောင်းအရာတွေရောနောက်ကမှဘာတွေရှိနေလဲနောက်ပြီးတော့ဘာတွေကြံ့စီနေလဲဆိုတာကိုဒါကိုယ်တိုင်ရအနေနဲ့သုံးသပ်ပေးပါအောင်ခင်ဗျာအအထိကတော့ဗျာဒီကိုကိုချွန်းဝင်သွားလဲဆိုတာကကျော်လို့ဒီရွေးကောက်ပွဲอ่ะဗျာဘလို့ပဲနေနေကိုကိုချွန်းကနေတိုင်မယ်ဆိုရှင်တို့ပဲနိုင်မယ်ဆိုတာဂျိမ့်သေးတယ်ဗောနော်ဒါ2015တကယ်အားကောင်း NL အားကောင်းတဲ့အချိန်မှာတော့တော့မှာဒီကိုကိုချွန်းမှာကြံ့ခံရေးပဲနိုင်ခဲ့တာဗောနော်ဘာကြောင့်လဲတော်တော်သူကစစ်သားတွေရွေးရှိတယ်ဝန်ထမ်းတွေပဲအများဆုံးရှိတယ် နေရာဖြစ်တဲ့အတွက်ပေါ့နော်နိုင်မယ်ဆိုတော့ဒီမှာဒါအဲကြောင့်ဒီတစ်ခုအတွက်ဒါလေးအတွက်သွားလဲဆိုတော့လုံးဝမဟုတ်ဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့နောက်ွယ်မှာဘာတွေရှိတယ်ဆိုတော့ဥမာအဲကျွန်တော်အဓိကကတော့ဒီကိုကိုချင်းမှာအခုကိုကိုချင်းကနောက်ဟိုပထဝီနိုင်ငံရေးရလဲပြောမယ်ဆိုအရေးပါတဲ့နေရာမှာရှိတယ်ဒီအပင်လာပင်လောတဲမှာပေါ့နော်။အဲပြီးတော့ဒီဒါသတင်းတွေမှာတက်နေတာကတော့ဒါအဲတရုတ်ကအခြေဆိုင်စခန်းတွေလာလုတယ်လို့ပါလို့ဆိုတော့ ိုတချို့နိုင်ငံတကာသတင်းတွေမှာလည်းဒါပြန့်ခဲ့တဲ့နေသားတွေရှိတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးအိန္ဒိယနဲ့စကားတွေပြောရတာရှိတယ်ဒီမြန်မာစစ်တပ်ဘက်ကမရှိပါဘူးဆိုလို့ပြီးတော့တေချာဝန်ခံပြီးတော့ဟိုဟာဖြစ်ခဲ့တာရှိတယ်အဲ့ဒါတစ်ဖက်မှာတော့ဝင်ပြီးတက်ပြီးစစ်ဆေးခွင့်တော့မပေးခဲ့ဘူးပေါ့နော်အဲဒါပေမဲ့ကျွန်တော်တို့သိသလောက်ဆိုရင်လည်းတကယ်တော့ဟိုတရုတ်နဲ့ပတ်သက်တဲ့အခြေခံအဆောက်အုံတရုတ်ကလာလုပ်တဲ့စီမံကိန်းတော့ကိုကိုကျုံးမှာမရှိတာတော့တေချာပါလေမရှိဘူးပေါ့ကျွန်တော်တို့သိသလောက်မရှိဘူးပေါ့နော်အဓိကကိုကိုကျုံးမှာက အဲလေတက်အခြေဆိုင်စကန်ခုနောက်ပိုင်းဒီအနာသိမ့်ပြီးမှပဲပြန်လဲဖွဲ့စည်းလိုက်တဲ့သူတို့ဟိုဖွဲ့စည်းပုံအရဆိုရင်အဲကိုကိုကျွန်းလေတက်စကန်ဆိုပြီးတော့ဒါဖွဲ့ပြီးသွားပြီနောက်တစ်ခုကအဲရေတက်နဲ့ပတ်သက်လို့ရှိရင်ဒါအမှန်28ရေတက်အခြေဆိုင်စကန်ဆိုပြီးတော့ရှိတယ်ပေါ့နော်အဲနောက်ဒါခြေလင်းနဲ့ကြီးတက်နဲ့ဆိုရင်တော့လုံညိုရေးသွားယူထားတဲ့အရင်တုန်းကဒါခြေလင်းရန်ကုန်တိုင်းရဲ့တိုင်းတက်တစ်ခုခုဒါမှမဟုတ်နာတခအတိုင်းတက်အဲ့လိုမျိုးသွားယူတဲ့အချိန်မှာခုနောက်ပိုင်းကျွန်တော်တည်တလောက်က ်ရန်ကုန်တိုင်းကျွန်တော်နေခဲ့တဲ့ရန်ကုန်တိုင်းမှတ်တမ်းရုံးကဟိုဆရေးတွေအားအယောက်20ဝန်းကျင်အားဒါအဲဒီရှေ့ကချေလင်းတွေကိုဒီဘက်တိုက်ပွဲနေရာတွေဆွဲထုတ်ဖို့တူတို့ကအစားသွားပြီးလုံညွှန်းရေးယူရတယ်သူသိရတယ်အဲ့လိုပဲနောက်တခြား B ဖွဲ့ရှိမယ်ဘေးရင်ကလေချောင်းရံကာကွယ်ရေးနဲ့ပတ်သက်တဲ့အဖွဲ့ရှိမယ်ပေါ့နော်အဓိကအဲ့အဲ့ဒါလေးရှိမယ်နောက်အဓိကမင်းအောင်လိုင်းဘာသွားတယ်ဆိုတော့ကျွန်တော်မင်းအောင်လန်ပြကျွန်တော်တို့ကကိုကိုကျွန်းကိုတခုတည်းသွားတယ်ဆိုရင်တော့ဟုတ်တယ်ဒါရွေးကောက်တခြားသူအသီးတန်ဒီအိုင်းသွားရတယ်ဒါပေမဲ့ ဘာလုပ်လဲဆိုတော့ကိုကိုကျွန်းကိုတည့်ရသွားတယ်ရန်ကုန်ကိုပြန်လာတယ်နောက်နေ့မှာပသိမ်ကိုဆက်သွားတယ်အဲတာမန်မသိအကြောင်းဘာမှမသိရလို့ဟိုမှာမဖြစ်ရဆိုရင်တော့ဒါကဘာမှမဟုတ်ဘူးဒါပေမဲ့တကယ်တော့ကိုကိုကျွန်းနဲ့ပသိမ်နေရအကုန်ဆက်ဆက်နေတာပေါ့နော်ဘာကြောင့်လဲဆိုတော့ခုနကျွန်တော်ပြောတဲ့ဒီလေတက်စခန်းဖွဲ့ထားပြီးဆိုကိုကိုကျွန်းလေတက်စခန်းကလက်ရှိမှာသူကသူကအမှန်54အဲလင်းအုပ်စုဆိုပြီးတော့ အုပ်ဖွဲ့ထားတယ်အမှန်941 942 943ဆိုပြီးတော့ဒါလေးဥဒစကန်အော်မှာခင်းထောက်လေးတဲ့စကန်ပြီးဒါတိုက်ခိုက်ရေးပြီးထောက်အမှဒီကိုကိုကျုံးမှာထားမဲ့လေရင်တွေကလက်ရှိပသိမ်မှာထားထားတယ်ပေါ့နော်ပသိမ်လေးတဲ့စကန်မှာဥပမာဒါ KA28 လိုမျိုးရဟတ်ရင်တွေပါလေဒါဟယ်လီကော်ပတာဒီကောင်ကဒါကိုကိုကျုံးမှာထားဖို့အတွက်ဘာလို့သူကဒီပင်လယ်ပြင်ချပွဲကစဲရေးတွေလုပ်လို့ရမယ်ပြီးတော့ရင်ကုန်သင်းမောတွေထောင်လန်းလို့ရမယ်တော်ပီတိုတွေနဲ့တော်ပီတိုပါတက်ပြီးပြစ်လို့ရတယ် လင်းအမျိုးစားပေါ့နော် K28 အဲ့ဒါလက်ရှိကိုကိုကျွန်းမှာထားမဲ့လင်းရဟန်းရင်ဖြစ်ပေမဲ့လက်ရှိပသိမ်မှာထားထားတယ်။နောက် JF Sandy JF Sandy လည်းတကယ်တော့ဒါပင်လယ်ပြင်ကိုကိုကျွန်းနေမှာဒါအလိကဒီဟိုမှာသုံးဖို့ပေါ့နော်ဒါပေမဲ့ရည်ရွယ်ထားတာပေါ့ဒါပေမဲ့လက်ရှိကတော့အဲဒီပြည်တွင်းစစ်ပွဲမှာသူတို့ဒါသုံးနေတဲ့အနေထားတော့ရှိရဒါပေမဲ့တကယ်တမ်းရည်ရွယ်ထားတာကဒါကိုကိုကျွန်းမှာထားမယ်ဆိုပြီးရည်ရွယ်ထားပြီးတော့ဝယ်ထားတဲ့အဲလေးအမျိုးအစားရေပေါ့နော်ဟုတ်ကဲ့ဟိုကျွန်တော်တို့တိထားရတာလည်းရှိရပေါ့နော် ရင်တောင်ပြောရမယ်ဆိုရင်အရှေ့ကသူတို့ပြောခဲ့တဲ့ဇာတ်ကားတွေကိုပြန်ပြီးတော့တုံးတက်ရမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာနိုင်ငံတကာကစစ်တပ်ကိုခြေချောက်ခွင့်လုံးဝမပြုဘူး။နိုင်ငံကတပ်ဖွဲ့တွေကိုခြေချောက်ခွင့်လုံးဝမပြုဘူးဆိုပြီးသူတို့ကိုယ်တိုင်ကျွန်တော်ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းပါတယ်ဘယ်လိုမျိုးဖြစ်ဖြစ်သူတို့တတ်မှတ်ထားရပါတော့နိုင်ငံကျွန်တော်နိုင်ငံရဲ့ချုပ်ချာအာဏာဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ဒါမင်းအွန်လိုင်းလို့ကိုယ်တိုင်မျိုးချစ်ပုဂ္ဂိုလ်တွေနဲ့ကိုပြောထားတာရှိတယ်။ဒါပေမဲ့အလားတူတစ်ဖက်မှာခုနကကိုစီကပြောသလိုလိုပဲအဆောက်အဦတွေကရောရှိနေတယ်။တရုတ်ရဲ့ project တွေကရောစီမံကိန်းတွေရောမရှိဘူးလို့ဒါအာ ထင်ရတော့လေတကယ်တမ်းကျွန်တော်ဒီဒီကြောင့်လည်းပတ်သက်ပြီးတော့လဲဆိုလို့ရှိရင် radar ရှိတယ်။ radar ရှိပြီဆိုတဲ့အရာတရုတ်တွေတရုတ်ပညာရှင်တွေကိုခေါ်တယ်။မသိနေတော့ radar ကိုလာပြီးတော့ပြုတ်ပြင်ထထိနေတယ်။ဟိုပြန်ပြီးတော့ maintenance scan လုပ်တယ်ပေါ့နော်။ဒီလိုမျိုးတတ်မှတ်ပြီးမှတကယ်တော့တရုတ်တွေအားထဲမှာရှိနေတယ်ပေါ့နော်။ရှိနေဟိုတရားမဝင်မဟုတ်ဘူးသူတို့ကွယ်မသိနေတော့ဗျာ။ဟိုလာပြီးတော့ပြင်ဆင်တယ်ပြုတ်ပြင်တဲ့အဖွဲ့ကြီးဆိုပြီးတော့ တက်မှတ်ပြီးတရုတ်ဒီကိုတန်းကဒါကျွန်တော်ရှိနေအောင်ကျွန်တော်သိခဲ့ရရပါတော့။ဒါခုနဒါကိုစရပြောတော့ဒါကျွန်တော်နေဝင်ပြီးတော့ပြောပြခြင်းဖြစ်ပါတယ်။နောက်ပြီးတော့ဒီနကိုရဲဟိုကဒီကောကိုကိုကျွန်းမှာကျွန်တော်တို့ဒီချောင်းနဲ့ပတ်သက်ပြီးရာစခန်းတွေရှိတယ်။အဲစခန်းမှာနေရလို့ဆိုနှစ်ပေါင်နေရနှစ်ပေါင်အကြာကြီးနေရနောက်ပြီးတော့ဒီဒီချောင်းနဲ့ပတ်သက်တဲ့ရာတွေနဲ့ပတ်သက်တဲ့ဆက်သွယ်ရေးပစ္စည်းတွေအကုန်လုံးကဒီတရုတ်ကနေပြီးတော့ကျွန်တော်တို့ဟိုချိတ်ဆက်ပြီးတော့ ဟိုဘာလောက်ထားပါဘောเนาะဆင်ထားပစ္စည်းတွေအဲ့တော့တရုတ်တွေမရှိဘူးဆိုတော့လုံးဝမဖြစ်နိုင်ဘူးဒါသူတို့ကိုယ်တိုင်ပြောခဲ့တဲ့ဒါမြန်မာနိုင်ငံမှာမြန်မာနိုင်ငံမှာသူတို့ကိုယ်တိုင်ဒါပေါ်ကိုချေကန်ဥတွေကိုလိုက်နာပါလို့ဒါအမြင်ပြောခဲ့နေပြောနေပြီးတော့နိုင်ငံထဲမှာတခြားလက်နက်ကိုင်တပ်ဖွဲ့တွေတခြားနိုင်ငံလူတွေကိုခြေချောက်ကမပြူဆိုတဲ့ခါသူတို့ကိုယ်တိုင်ချိုးဖောက်တာဖြစ်နေလေဘောเนาะဟုတ်တယ်အဲ့ဒါကတော့ခုနပြောတာဒီတရုတ်ပညာရှင်တွေကတော့ကျွန်တော်ထင်တယ် အကြောင်းမျိုးမျိုးနဲ့တော့ရောက်နေမှာပဲအဲဒါပေမဲ့ခုနရေဒါတွေမှာလည်းကျွန်တော်တို့ကခုနပြောတဲ့ကတရားဝင်တော့ဘာမှမရှိဘူးအဲဥပမာလေတက်ကျွန်တော်ပြောတဲ့အချိန်မှာတော့လေတက်နဲ့ပတ်သက်လို့ရှိရင်တော့ဘာမှဘာတရုံမှတော့သွားတာဘာတော့ဒီလေတက်စကန်အဆင့်ရှိပြီမြန်လေတက်စကန်တစ်ခုပဲကိုကိုကျွန်းလေတက်စကန်ရဲ့ဖွဲ့စည်းပုံအင်အားကတထောင်းနဲ့နှစ်ဦးရှိတယ်အရာရှိစစ်တီပေါ့နော်ဒါပေမဲ့လက်တွေ့တကယ်တဲ့ကိုကိုကျွန်းမှာကျွန်တော်တို့စစ်တီလေတက်အရာရှိစစ်တီတွားထားနိုင်တာ90မပြည့်ဘူးပေါ့နော်အဲ့လောက်ပဲထားနိုင်တယ်အဲဒါပေမဲ့ကိုကိုကျွန်းမှာအခုလက်ရှိကျွန်တော်သိတဲ့လောက်ကထားမဲ့လေရင်အုပ်တွေလေရင်တွေက ပြည့်တဲ့လောက်ဖြစ်ပြီလို့ကျွန်တော်ယူဆလို့ရတယ်။ဘာကြောင့်လဲဆိုတော့နောက်ဆုံးပသိန်လေးတဲ့စကန်မှာဟိုလက်ရှိရောက်ရှိနေတဲ့ L410 ဒီချန်တမရနိုင်ငံဝယ်ထားတဲ့ Czech Republic ကဝယ်ထားတဲ့ဒီလင်းသုံးသိန်းရှိတယ်ပေါ့နော်။ဒီကောင်တွေကဒါကိုကိုကျုံးမှာထားဖို့ရည်ရွယ်ပြီးတော့သူတို့လုပ်နေတာလို့ကျွန်တော်တို့ယူဆတယ်။ဒါကြောင့်ဒီကိုကိုကျုံးလေးတဲ့စကန်ကိုတေချာလုတော့မယ်လို့ဒါယူဆလို့ဒါမရောက်နိုင်တော့လာတယ်လို့ဒါနောက်ွယ်မှာဒီဟာရရှိမယ်လို့ကျွန်တော်မြင်တယ်။နောက်တစ်ခုကပေါ့နော်တထဲမှာဒါကျွန်တော်တို့ဒါကတော့ ဟိုကျွန်တော်တို့အနေနဲ့တော့ထောက်ထားအတီးပြုချက်တော့မရဘူးဒါပေမဲ့ဘာသိတယ်ဆိုတော့ဒီမင်းအောင်လှိုင်အပန်းဖြေနေအိမ်ပကိုးကျုံမှာစောင့်နေတယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲဒါမျိုးရှိပါတယ်အဲ့တော့အခုနောက်အကိုပြောသွားတဲ့ထဲမှာလေလေချောင်းမြန်စကန်းမှာဒါတရုပ်တွေပညာတွေဒါပေမဲ့ကျင်းနေတယ်ဒီကောင်းလေးသူတို့နီးပညာနဲ့လုံနေပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရှီယာရေဒါစကန်းဆိုပေမဲ့သူတို့နီးပညာလာမှန်လို့ရှိရင်တော့ဒီအားထွက်လာတဲ့အကျိုးကျေးဇူးတွေရလက်တွေအင်းမေတွေအားသူတို့ အများကြီးပေါ့တို့တို့တို့ရနိုင်မရဘူးလို့ပြောလို့မရဘူးဘာလို့လဲဆိုအိန္ဒိယကိုထောက်လန်းဖို့တော်တော်လေးအဆင်ပြေတဲ့နေရာဖြစ်နေပါဘူးနော်ဟုတ်တယ်ပေါ့ဒီအိန္ဒိယကိုထောက်လန်းမယ်နောက်ပြီးတော့ဒီဒီညားကျော်ထွက်ပေါက်ရှိရအဲဘင်္ဂလားပင်လောက်ထိန်းချုပ်ဖို့ပေါ့နော်နောက်ပြီးတော့ခုနောက်ဆုံးအချိန်နေရဗျာအဲအဲ့ဒီဒီဆက်ဆက်ပါလို့ပေါ့နော်တရုတ်နဲ့ပတ်သက်ပြီးဆက်ဆက်ခုကျွန်တော်တို့လက်ရှိဒီလအော်တိုဘာလ25ရက်နေ့မှာဒါဟိုတရုတ်နဲ့ပတ်သက်ပြီးတရုတ်ဒါသူတို့ကတော့ဒါတရုတ်အရက်ဖက်အဲဒီ save လို့ခေါ်တာ save ပေါ့နော်ဒီမြို့ပြအုပ်နေချောင်းအုပ်ချုပ်ရေးအဖွဲ့အာနေပြီးတော့ဒီ တဝယ်လေစိတ်ကနေပြီးတော့အနောက်တောင်ဘက်အာ58ခုနှစ်မိုင်ပေါ့နော်အဲမှာမြိတ်လေစိတ်ကနေပြီးတော့အနောက်မြောက်ဘက်ဟိုဟာ82မိုင်ပေါ့အဲ့နေရာမှာတို့ကဘာလာလောက်လဲဆိုတော့ဒီ aerospace flight activate ဆိုတဲ့လက်ရက်ကန်ကိုတို့လာလောက်တယ်ပေါ့နော်အဲဒီ aerospace flight အလေးပဲဆိုတာဘာလဲဆိုတော့အဓိကတော့ဒီအဲအာဂါသလေချောင်းနဲ့ပတ်သက်တဲ့ဟာလေးအာဂါသနဲ့ပတ်သက်ဒုံမြိုင်နဲ့ပတ်သက်တာလေးဒီဆက်စီဒါလို့တာလေးအဓိကဒါပေမဲ့လေချောင်းနဲ့ပတ်သက်လို့ဒီအရက်ဖက်နဲ့ပတ်သက်မယ်ဆိုရင်တော့အဲသူတေသနာလေးဒါပြန်ပန်းမှုလမ်းကြောင်းလေးအဲဒါတွေကိုလာပြီးတော့လေ့ကျင့်တာလေးစမ်းသက်တာလေးပြန်ပန်းမှုလုပ်တာလေးတို့ကျွန်တော်တို့ယူဆတယ်ဒါပေမဲ့သူတို့ကတော့တစ်ဖက်ကတော့သူတို့အရက်ဖက်လေချောင်းအုပ်ချုပ်ရေးအဖွဲ့ကလာလုတာလို့ကြောတယ်ဆိုပေမဲ့ကျွန်တော်တရုတ်နဲ့ပတ်သက်ရင်တော့ဘာမှရှုံထားလို့မရအောင်ဘာကြောင့်လဲဆိုတော့ ဒီတရုတ်ကကဘာမှာအခုဂျိုတို့ရောင်ငန်ဂျိုတို့ဆိုပြီးဂျိုတို့တွေအစင်နဲ့စီဓာစင်နဲ့ချီပြီးလှုပ်တဲ့အချိန်မှာသူကဘာပြောလဲဆိုတော့မိုးလေဝသားနဲ့စိုက်ပျိုးရေးအတွက်ပဲဆိုလဲခေါင်းစဉ်နဲ့လှုပ်တာဒါပေမဲ့မဟုတ်အဲ့ဒါတွေကထောက်လန်းရေးဂျိုတို့တွေစစ်ဘက်မှာလဲစစ်ဘက်ကိုအဲ့ data တွေကပို့ပြီးတော့သူတို့ဒါမေဂန်လင်းနဲ့ထောက်လန်းတဲ့ဒီထိုင်ဝမ်ကျွန်းကိုထောက်ချင်းပြောဖို့လှုပ်တယ်ဒါမျိုးတွေပေါ့နော်ဒီလှုပ်တာပေါ့နော်လှုပ်တယ်ဒါပေမဲ့အဲ့လိုလှုပ်ပေမဲ့တစ်ဖက်မှာလဲတော့သူတို့ကဝင်မခံထားဘူးခုလဲ ဒီ aerospace flight anime ဆိုတာကဒါအရက်ဖက်လေချောင်းကလာလောက်တာဆိုပေမဲ့ဒါစစ်ဖက်လေအသုံးတက်အသုံးဝင်တယ်ခုနအတိတ်ကတော့သူတို့အာဂါသားကိုပြစ်လို့လိုက်တဲ့ဒုံပြန်နေမဆိုင်နေခုနတော့နောက်တစ်ခုကဒီအချိုတို့နဲ့ပတ်သက်တဲ့ဟာတွေဒါပြန်ကြတာဒါမျိုးတွေနဲ့ဆန်းသက်တာဖြစ်ပေါ်များတယ်နောက်တစ်ခုကဒီနေရာကိုဒါဒီလောက်တဲ့ဒီလေးချင်ကလောက်တဲ့ရက်၅ရက်အတွင်းမှာ no fly zone အဖြစ်သတ်မှတ်ထားတယ်ပေါ့နော်ဘယ်သူမှသတင်းမပေါ့ကြအောင်ဘယ်သူမှ ဟာဖြစ်အောင်ဘယ်လင်မှဖြတ်ကျော်ပြန်တန်းခွင့်မရှိဘယ်သိမ်းမမှလည်းမဖြတ်မဖြတ်အောင်ဆိုတဲ့ပုံစံမျိုးအဲသူတို့လှုပ်ထားတာဖြစ်တဲ့အတွက်အဲဒါဟာလဲကုရဲ့ဘိုင်ပါတာထူးထူးခြားခြားတရုံနဲ့ပတ်သက်တာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ဒီပြည်သူတွေသိထားတာကသူတို့မီဒီယာတွေမှာထုတ်ပြန်တာကြီးအကုန်လုံးကမြန်မာလိုင်းရွေးကောက်ပွဲအတွက်ကိုကိုကျွန်းသွားတယ်ပဲဒါသိထားပါပေါ့ဒါပေါ့လားအခုကိုစရီကပြောတော့ပါပဲဒါလက်ရှိမြန်မာလိုင်းဘာကြီးဂျန်စီနေလဲကိုကိုကျွန်းမှာဘာကြီးလှုပ်ဖို့ဂျန်စီနေတယ်နောက်ပြီးတော့ဒီတရုံနဲ့ဘယ်လိုမျိုးအပေးအယူတွေရှိနေတယ်လဲ ါတို့ဒါကျွန်တော်တိတိခဲ့ရပါဘောเนาะဒါဒီလိုမျိုးမျှော်ရပေးလို့တာဒါကျေးဇူးအများကြီးတင်ပါတယ်နောက်တော့ဒီပြောနောက်ဆုံးပြောချင်တာတော့ဒါမင်းအောင်လိုင်းကသူ့ကိုထောက်ခံပြီးတဲ့တရုတ်ကိုနိုင်ငံဝန်ဒါရောင်းစားရလို့ပဲဒါကျွန်တော်တို့သုံးသက်ကားတော့မှဖြစ်တယ်နော်ဘောเนาะဟုတ်တယ်ဟုတ်တယ်နောက်ဆုံးအခုကျွန်တော်တို့အခုကိုကိုကျွန်းလာတကယ်လို့တို့တို့ဟိုပါဖြစ်မယ်လို့ကိုကိုကျွန်းကပေါ်တင်လို့တို့ရှိတယ်မရှိတယ်ကျွန်တော်တို့ပေါ်တင်တို့မချကြတော့ဒါပေမဲ့ချိန်သေးတာတော့အခုတဝဲမှာတဝဲရင်တဲ့စိတ်ကံကိုတရုတ်ကယူလိုက်ပြီဟုတ်တယ်အဲ့တော့ခုနကကျွန်တော်ပြောတဲ့ flight attendant လောက်တဲ့၄ချိန်ခံလောက်တဲ့ကိစ္စနဲ့ ီတဝယ်ရင်တဲ့စက္ကန့်မှာတရုတ်ကထိန်းချုပ်ထားတာဒါတွေကဆက်ဆက်မှုတွေအများကြီးရှိတယ်အဲ့တော့ဒီပင်လယ်ပြင်ကိုချိန်းသိတယ်သူတို့ကအရက်ဖက်လို့စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်ပြီးပြောတယ်ဆိုပေမဲ့ဒီပင်ဘင်္ဂလားပင်လယ်ကိုဆိုတာသူတို့အတွက်အရန်အရေးကြီးတဲ့နေရာဖြစ်တဲ့အတွက်ဒီနေရာကိုထိန်းချုပ်နိုင်ဖို့စူးစမ်းနေတယ်လို့ပဲကျွန်တော်မြင်တယ်ပေါ့နော်ဟုတ်တယ်အဲ့တော့မြောက်လိုက်ရသူရဲ့အာနာတီမြဲဖို့သူအာနာလက်မလွတ်ရဖို့ဒါနိုင်ငံကိုရောင်းစားရောင်းစားတယ်ထိုးကြွေးပြီးတော့ဒါသူရဲ့ရည်တည်မှုကိုခိုင်မအောင်ဒါစူးစမ်းနေရဆိုတော့ဒါကျွန်တော်တို့သွားပြီးတော့မြင်ရတယ်ပေါ့နော် โอเคပါအခုလိုမျိုးဒေချာလေးတုံးသက်ဆွေးနွေးပေးရတော့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ